ဟယ်လိုအားလုံးဝမင်္ဂလာပါဖူဘောမချင်းကနေကြိုဆိုပါတယ်ချန်ပီယံစ်လိပွဲစဉ်တွေရှင်ပိုင်ကစားကြတဲ့နေရာမှာမန်ချက်စတာစီးတီးကအိမ်ကွင်းမှာလီဗာပူးစင်ကို2ဂိုးကူးမရှိဆိုတဲ့ကျွန်တော်ရလနဲ့ရှုံးနေဆိုနီးပြဖြစ်တဲ့ဂွာဒီယိုလာအတွက်အများကြီးဝေဖန်စရာ ကောင်းတဲ့ပွဲမျိုးပါဂွာဒီယိုလာအနေနဲ့လက်ရှိဘောလုံးလောကမှာကျွန်တော်အကောင်းဆုံးနီးပြအတွေ့အကြုံအရှိဆုံးနီးပြတွေကတယောက်ဖြစ်နေသည့်တန်အောင်ဒီလိုမျိုးလူစင်းရင်အပြောင်းလဲအများကြီးလှုပ်ပြီးတော့အဲ့ဒီအချက်ကပဲ သူ့ကိုရှုံးပွဲကြုံသွားစေခဲ့တဲ့အနိထားဖြစ်တဲ့အတွက်ဂွာဒီယိုလာဟာဒီပွဲမှာတာဝန်အကြီးမားဆုံးယူရမယ့်နည်းပြမျိုးကျွန်တော်ဖြစ်လာပြီးတော့ဝေဖန်မှုတွေအများကြီးရင်ဆိုင်ရတဲ့ဒီပွဲရဲ့လူစင်ရွေးချယ်မှုနဲ့ပတ်သက်လို့ဆိုတော့ Manchester City ကအိမ်ဝဲမှာ Leverkusen ကို2-0နဲ့ကျွန်တော်ရှုံးတယ်။ Leverkusen ကလက်ရှိနီးပြဖြစ်တဲ့ဒိမက်နီးပြဟောင်းရဲ့ဘောနောကျွန်တော်လက်အောက်မှာတော်တော်လေးအဆင်ပြေနေပြီးတော့ပြည်တွင်းမှာဆိုလို့ရှိရင်လည်း ခြေသွမ်းတွေပါပြီးကောင်းနေတဲ့နေရာမှာကျွန်တော်တို့ပါတယ်ပေါ့နော်ဆိုတော့ Champions League မှာလည်းသူဟာနဲ့သူအဆင်ပြေနေတဲ့အသင်းလို့ကျွန်တော်ပြောရမယ်အဲဒါပေမဲ့လည်းလို့ Manchester City ကွင်းမှာတော့အနိုင်ရဖို့ကတိတ်ပြီးတော့သူတို့အတွက်လမ်းမမြင်ဘူးဆိုပြီးတော့ကျွန်တော်ယူဆထားကြတာနော်ဘာလို့လဲဆိုတော့လက်ရှိ Manchester City ရဲ့အနေအထားကအဲဒီမတိုင်ခင်မှာ Newcastle တွေဘာတွေကိုရှုံးထားတယ်ဆိုတော့ City ဘက်ကပြန်ပြီးတော့အနိုင်ယူရမယ့်ပွဲမျိုးပေါ့နော်ဒါအပြင်သူတို့ weekend မှာဆိုလို့ရှိရင်လည်းပဲ Premier League မှာသူတို့အတွက် impedance ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့တွေ့ဖို့မရှိဘူး လိစူနေတဲ့ကိုအိမ်ဝင်းမှာလက်ခံကစားမယ်အခြေအနေမျိုးအဲ့တော့အဲဒီပွဲကသူတို့အတွက်အရေးကြီးဆုံးကျွန်တော်ဖြစ်နေတယ်အဲ့ဒီလိုပွဲမျိုးမှာတူးစီနဲ့အိမ်ခွင်းမှာကျွန်တော်ရှုံးနေပေါ့ဒါဟာလုံးဝဘယ်လိုပြောမလဲဒီလက်မခံနိုင်စရာအခြေအနေမျိုးကျွန်တော်ဖြစ်နေတယ်ဆိုတော့ဒီပွဲမှာလီဗာပူးစင်ဘက်ကတော့ဂူရမီရိုတူနဲ့ကျွန်တော်ပက်ထရစ်ရှစ်တူရဲ့ဂူးနဲ့ပေါ့နော်ကျွန်တော်ဒါငကူးကူးမရှိဆိုတဲ့ရလနဲ့ကျွန်တော်အနိုင်ရတယ်ဒါအရန်ကို clinical ဖြစ်လွန်းနဲ့ကျွန်တော် finishing နေနဲ့ပေါ့နော်လီဗာပူးစင်ရဲ့ဘက်ကအနိုင်ရတာ လီဗာကူဇင်တို့အရာအလုံးကနောက်ကနေကစားခဲ့ရတယ်ဆိုပေမဲ့လည်းလို့ထိရောက်မှုနဲ့ဘောနော်ကျတို့ game ဘယ်လိုပြောမလဲ approach နေမှာဆိုလို့ရှိရင်အများကြီးပူကောင်းခဲ့တာပေါ့ဆိုတော့ဒီပွဲမှာဆိုလို့ရှိရင် Manchester City ရဲ့လူစင်အပြောင်းလဲတွေနဲ့လည်းအများကြီးတော့တတ်ဆိုင်တာပေါ့ဗျာအဲသို့တော်လည်းပဲလီဗာကူဇင်ဘက်ကတော့ကျတို့ဒီ goal ကန်သွင်းမှု၄ချိန်မှာ၂ချိန် goal ပေါက်တက်ရင်နဲ့အဲ့ဒီ၂ချိန်ကို goal ဖြစ်အသုံးချရင်သူတို့က၂ goal ကိုမရှိဆိုတဲ့ရလနဲ့သူတို့ဒီအနိုင်ရသွားတယ်ပေါ့နော်အနိုင်ရသွားတယ်ဆိုတော့ဒါနိပြဖြစ်သူဒါ အာ human တော်တော်လေးကိုကျွန်တော်တို့ကအချင်းကြီးကောင်းခဲ့တယ်လို့ကျွန်တော်ပြောရမယ်လူသားလဲမှုတောင်မှာကျွန်တော်တို့ကဒုတိယပူပြောရမယ်လီဗာကူဇင်းရဲ့ဘက်ကတယောက်ပဲကျွန်တော်လုတ်ခဲ့တယ်ဗျာဆိုတော့အဲ့လောက်ကြည့်ဒီကျွန်တော်တို့ကတော့အသင်းလိုက်အနေထားကတော်တော်လေးကျွန်တော်နေတဲ့အချင်းကြီးကောင်းခဲ့တာ Manchester City ဒီပွဲမှာဆိုလို့ရှိရင် City အနေနဲ့ကျွန်တော်ပြိုင်ဘက်ကိုအသာစီးအကုန်ရထားတာမျိုးကျွန်တော်မဟုတ်ဖဲနေပေါ့နော်အခုတော့ဂိုးပေါက်ကွန်တမှု16ကြိမ်ရှိတယ်16ကြိမ်ဂိုးပေါက်တဲ့တယ်ပေါ့နော်ဒါဂိုးသမားဖလက်ကန်ကောင်းနေတယ်မှာလည်းပါပါတယ်အဲဒါမှမဟုတ်လို့မန်ချက်စတာစီးတီးဘက်မှာ လူပြောမလဲလူစင်းအပြောင်းလဲအများကြီးလှုပ်လိုက်တဲ့ခါကျတော့တော်တော်တိုင်ပတ်သွားတယ်တော်တော်တိုင်ပတ်သွားတယ်အခုဒီပွဲဆိုလို့ရှိရင်ကျွန်တော်ပွဲတွက်လူစင်းမှာ၁၁ယောက်နေပါကိုပြောင်းနေတာလားနော်ပြီးလို့ရှိရင်ဒေါ်နရူမားကိုလည်းကျွန်တော်တို့ဘောနော်လဲပြီးတော့ James Trafford ကိုကျွန်တော်တို့တုံးနေထပါတော့ဂူသမားကိုအပြောင်းလဲလှုပ်တာကထားအောင်တော့ Trafford ကလူညံ့ဂူသမားမဟုတ်ဘူးညာတည်းသူ့ level နဲ့သူရှိတယ်အဲဒါပေမဲ့လည်းလို့ဘောနော် backline ကြီးတစ်ခုလုံးကျွန်တော်ပြောင်းနေထားတယ်အင်ယူရီကိုထည့်တယ်အာကီကိုထည့်တယ်ဂျွန်စတုန်းကိုထည့်တယ်ကူဆနော့ကိုကျွန်တော်ထည့်တယ် ဒီကစားမတွေကအကုန်လုံးပေါ့နော် တွဲပြီးတော့မကစားတာကြာပြီဗျာကွင်းလေကိုကျွန်တော်ကြည့်တော့လေနီကိုဂွန်ဇာလက်စ်ပါတယ်ပေါ့နော်ထပ်ပြတော့အတူဘေးမှာဆိုလို့ရှိရင်ရိုင်နာစ်ရီကိုလူးဝစ်လူညံ့နေတော့မဟုတ်ဘူးဗျာဒီလားရီကိုလူးဝစ်ဆိုလို့ရှိရင်လည်းပဲမကစားတာကြာပြီရိုင်နာဆိုလို့ရှိရင်တော်တော်ကိုရည်သွေးရှိတဲ့ကစားမပါဒါပေမဲ့မကစားတာကြာပြီဒါအပြင်ပွဲထွက်လူစင်းပါပေါ့နော်တိုက်စစ်ကိုကျွန်တော်ကြည့်ရင်စီဗီယိုရဲ့အိုမာမမိုးရှိကျွန်တော်သာအော်စကာပေါ့ဗျာဒီကစားမ၃ယောက်တွဲကစားတယ်ဆိုတာမျိုးကမကစားတာကြာပြီဒီဗျာအဲ့ဒီတွေကမှဘယ်လိုပြောမလဲ ဟိုဂွန်ဇာလက်စ်တယောက်တော့ပဲပေါ့နော်ပုံမှန်ပွဲကစားခွင့်ရတဲ့ကစားမဗျာနောက်ပိုင်းနေမှာကျန်တဲ့ကစားမတွေအကုန်လုံးကအရင်ကုန်နဲ့အင်ဂျူရီပြက်တနာနဲ့နော်ကျွန်တော်ပွဲထုတ်ခွင့်မရတာဒုတိယပိုင်းမှာကစားရတာနဲ့အကုန်တိုင်ပတ်နေတာအကုန်လုံးကိုအပြောင်းလဲလုပ်ထားတာဆိုတော့ဒီကစားမတွေရဲ့ကြားထဲမှာအချိန်ဆက်တည်နေကျွန်တော်နားလည်မှုတွေကလိုအပ်ချက်တွေကျွန်တော်ရှိလာရောဟို Savio Savinho Savio ဘလိုပဲခေါ်ခေါ်ပေါ့နော်ဒီကစားမကိုဆိုလို့ရှိရင် Manchester City ကပြီးခဲ့တဲ့နေမှာတန်း80နဲ့စပါဘက်ကမင်ကန်လန်နာကိုညင်းခဲ့တဲ့ဆရာသမား City ပြည်သက်ကြီးကတော့လုံးဝကို စိုက်ဆေးမျိုးကိုကျွန်တော်တို့ရောင်းချဖို့တန်း90ညင်းခဲ့တာကိုလုံးဝနားမလည်နိုင်ဘူးကျွန်တော်ဖြစ်နေတယ်။တကယ်ပြအမင်းတော်တော်ကိုညံ့တာတော့ဒီလားဆေးမျိုးကလေတော်တော်ကိုညံ့တာဘလူးမန့်ကိုအဆင်မပြေဘူးပြီးမမိုးဆိုလို့ရှိရင်လည်း injury ပြဿနာကနေသူပြန်တက်တာလားအပြီးမှာပေါ့နော်။အဲလက်ရှိပွဲကစားခွင့်ကောင်းကောင်းမရဘူး။သူကူရန်ရဲ့ဘက်ကလည်းလိုအပ်ချက်ရှိတယ်လို့ဟိုဟာလန်ကြီးကတအားကောင်းနေတယ်လေပါတဲ့ခါကျတော့ဗောနော်ဟာလန်ကိုအနာပေးတဲ့ပွဲမျိုးတို့ဒါမှမဟုတ်ဗောနော်နေရုနံပါတ်နံပါတ်တန်းကကစားမားတွေကိုအနာပေးတဲ့ပွဲမျိုးတွေမှာပဲ သူ့ကိုကျွန်တော်တို့တောင်းရမယ့်အနေထားမျိုးပေါ့အဲ့တော့မာမိုကြီးကလည်းပွဲကစားပွဲမရတာကြားပြီကျွန်တော်လည်းကြောက်ဒီပွဲကဘယ်လိုပြောမလဲကစားမတစ်ယောက်ချင်းစီတိုင်းကိုကျွန်တော်အဖြစ်ပြောလို့ရတယ်เนาะကျွန်တော်တို့ဆိုပေမဲ့လည်းလို့ဝါရီယူလာရဲ့ပေါ့เนาะကျွန်တော်တို့ဒီဆုံးဖြတ်ချက်ဒီလူစင်းကိုပေါ့เนาะလုံးဝဟိုအရန် completely different တင်းကြီးကိုပြောင်းလဲလိုက်တာမျိုးကြီးကတော်တော်ကြီးကိုပြောစရာကျွန်တော်ဖြစ်သွားတာပေါ့ဆိုတော့ဟို Newcastle ကိုရှုံးနေအပြီမှာနိုင်ပွဲရဖို့လိုပါတယ်ဆိုမှအခုဆိုပူပြီးတော့တိုင်ပတ်သွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပြီညီကလို့ရောဘလို့မင်းညလဲကျွန်တော်တော့ဒါ CD အနေနဲ့ ဝါရီယိုလာရဲ့ဘောနောကျွန်တော်တို့ဒါအရင်လူစားလဲမှုဟွာကိုကျွန်တော်တို့ဒါအပြောင်းလဲကြောင့်ပြီးဆက်လျရတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဒုတိယပိုင်းမှာဟာလန်တို့ချာကီတို့ဒိုဂူတို့အလားနော်ဂရိုကူတို့ပြီးရင်နီကိုအိုရန်လီတို့ဖီဖိုဒန်တို့အရင် consistent ဖြစ်ဖြစ်နဲ့ performance ကောင်းနေပြနေတဲ့ကစားမားတွေကျွန်တော်ဝင်လာတယ်ဘာမှအချိန်မမီလိုက်တော့ဘယ်နဲ့ကိုတကူတော့ကျွန်တော်မရခဲ့ဘူးအဲ့ဒီအချိန်မှာဒီဘက်လီဗာကူစင်ဘက်ကလည်းမင်း block တီတအားကောင်းနေတယ်လို့သိလာနော်ဖလဂူသမားဖလကန်တို့ဘာလို့တော်တော်ကောင်းနေခန်းစိကကွန်ဆာတို့ဘော်ဒီတို့နော်တော်တော်လေးကိုကျွန်တော်ကောင်းနေတယ်မှာပါတယ် ကွင်းလင်မှာဆိုလို့ရှိရင်လည်းအမှားတွေပါတယ်ကျွန်တော်သိမတွေ့ရဘူးဆိုတော့တော်တော်ကိုလီဗာပူးစင်ရဲ့ဘက်ကဂိုးတွေရပြီးမှကောင်းကောင်းတုံ့ပြန်နိုင်သွားတာမန်ချက်စတာစီးတီးတွေတော့အပြောင်းလဲတွေကလုံးဝထိရောက်မှုတွေကောင်းကောင်းမရှိတော့ဘဲတိုင်ပတ်ခဲ့ရတယ်။ပွဲစကားတွေကဒီလိုကစားခဲ့တယ်ဆိုလို့ရှိရင်မန်ချက်စတာစီးတီးအဆင်မပြေစရာမရှိဘူးပြသေးလား။ဆိုတော့အခုတော့သူတို့တိုင်ပတ်ခဲ့ရတယ်။လုံးဝလီဗာပူးစင်တို့တော့ credit ပေးရမယ့်ပွဲမျိုးပါ။ဂွာဒီယိုလာအတွက်တော့ ဒီပွဲရဲ့ကျွန်တော်တို့ဘောနတိုင်ပတ်တဲ့အရာတွေကတူဂရန်တောင်ယူရမဲ့ပွဲမျိုးတွေကျွန်တော်ဖြစ်နေတယ်ဆိုတော့ညီကလူအနေနဲ့ရောဘယ်လိုမြင်ရလဲလက်ရှိဒီပွဲနဲ့ပတ်သက်ပြီးတော့ Manchester City ကိုဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတဲ့ညီကူများလုံးကိုကျေးဇူးများကြီးတင်ပါတယ်